ရိုက်သက်များအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာဂျွန်လ26ရက်ဓမီစီမပရိုင်တာမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်သွားမှာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အာနာသိန်းစက္ကောင်စီရဲ့ငင်းချမ်းရဲ့ဖိုရန်ရေရှည်အကျိုးမရှိဘူးလို့ CNF ကပြောကြားလိုက်တဲ့သတင်းကိုကန့်တက်ထိန်းချုပ်ထားတဲ့နေဆဲမြို့တွေမှာကိုကန့်မှတ်ပုံတင်တဲ့တရုတ်ပြည်ကိုဝင်ထွက်ရတဲ့သတင်း ဇေယဝတီဘူဒာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတော်လန်ရေးတပ်ဖွဲ့ကတိုက်ခိုက်တဲ့တဲ့ရန်ကုန်မန္တလေးအမြန်လန်းဟောင်းမှာရှိတဲ့စစ်ကောင်စီစခန်း၉ခုတပြိုင်နက်တည်းတိုက်ခိုက်ခံရတဲ့တဲ့နဲ့အတူယူကရိန်းသမ္မတဇေလန်စကီလုံးကြံခံရလူနီပါဖြစ်ရက်တွေကြုံခဲ့ရတဲ့တဲ့တွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစည်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ အာနာသိစက်ကောင်စီတပ်ဖွဲ့ရုံးဆိုင်ရာနေပြည်တော်မှာဂျွန်လ25ရက်ကနေ28ရက်အတွင်းစက်ကောင်စီဦးစီးကျင်းပနေတဲ့ငိန်ချမ်းရဲ့ဖော်ရဲဟာရေရှင်မှာအကျိုးရှိမှာမဟုတ်ဘူးလို့ချင်းအမျိုးသားတပ်ဦး CNF ရဲ့ပြောခွင့်ရသူစလိုက်ထက်နီကမီဇီမာကိုပြောပါတယ်။အဲ့ဒီဖော်ရန်ကိုတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရဲ့သဘောတူညီချက်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မွန်ပြည်သက်ပါတီဒီမိုကရက်တစ်အစီအယုံ ကရင်အမျိုးသားအစည်းအရုံးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KLA PC ရခိုင်လွတ်မြောက်ရေးပါတီ ALP ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့တက်ရောက်နေကြပါတယ်။ဒါအပြင် SC လက်မှတ်မရေးထိုးရသေးတဲ့ဝါပြည်သွေးစီညွညွရဲ့ပါတီ UWSA ၊ရှမ်းပြည်တိုးတက်ရဲ့ပါတီ SSPB SSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA တို့တက်ရောက်နေကြတယ်လို့သိရပါတယ်။ SC လက်မှတ်ရေးထိုးထားပြီး ဖိုရမ်မတက်ရောက်ကြတဲ့အဖွဲ့အစည်းတွေကတော့ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည်ပြည်နယ်ထူထောင်ရဲကောင်စီ RCSSSA ချင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်တပ်ဦး ABSDF တို့ဖြစ်ပါတယ်။ slide ထက်နီကဒီဖိုရမ်ဟာအနာသိန်းစစ်တပ်ရဲ့ဟန်ပြရွေးကောက်ပွဲအတွက်သာဥတည်ပြီး Federal Democracy တိဆောက်ဖို့ຫນွေဥတော်လှန်ရေးအဖွဲ့တွေနဲ့ဆွေးနွေးသင့်တယ်လို့ထောက်ပြပါတယ်။ ူကစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာမလုပ်ဖို့နိုင်ငံရဲ့ခေါင်းဆောင်တွေကိုမြစ်တာရက်ခံပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ပြည်သူတွေကိုဖိတ်ခေါ်လိုက်ပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာချင်းပြည်နယ်မှာမတိမငင်အခြေအနေအောက်မှာသာကျင်းပနိုင်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေကနေမြေအများစုကိုထိန်းချုပ်ထားတာကြောင့်ရွေးကောက်ပွဲကအဓိပ္ပာယ်မရှိဘူးလို့လည်း CNF ကသုံးသပ်ပါတယ်။ အဲ့ဒီဖိုရန်ကိုရွေးကောက်ပွဲအောင်မြင်ရေးနိုင်ငံတကာအခမ်းအနားနဲ့အသွင်ကူးပြောင်းရေးနီးပြူဟာတွေနဲ့ဆွေးနွေးမယ်လို့သိရပါပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ကိုကန့်တက် MNDAA ဟာလာရှုမျိုးကို2025ဧပြီလ21ရက်နေ့မှာတရုတ်အစိုးရရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့စစ်ကောင်စီစီကိုလွှဲပြောင်းပေးအပ်ပြီးနောက်ချွင်းချေဟောမွန်ကိုကျူကုတ်ပန်ဆိုင် စတဲ့နေဆဲဂိတ်တွေကိုပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ MNDAA ကထုတ်ပေးတဲ့အထူးဒေတာတစ်မှပုံတင်တဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်လင်ချဲမြို့ထိသွာလာခွင့်ရှိပေမဲ့ဖလျဲစစ်နယ်ဆက်ပစ္စည်းတွေတည်ယူရာမှာတရုတ်ဘက်ကကန့်သတ်ထားပါတယ်။လာရှို့ကိုပြန်ပေးပြီးနောက်တရုတ်နဲ့အဆင်ပြေသွားပြီးချင်းချေဟောနန်းဆန်နေဆဲဂိတ်တွေဖွင့်လှစ်ခဲ့ပါတယ်။အထူးဒေတာတစ်မှပုံတင်တဲ့တရုတ်ပြည်ကိုဝင်ထွက်နိုင်တယ်လို့ဒေတာခန့်တူကပြောပါတယ်။ MNDAA ဟာအတူဒေသတစ်မှာနေထိုင်သူတွေကိုဧပြီလ23ရက်နေ့မှာနေထိုင်ခွင့်ကဲ့လျှောက်ထားဖို့ကြေညာခဲ့ပြီးမက်ပုံတင်လုပ်ဖို့တရုတ်ငွေယွမ်80ပေးရတယ်လို့သိရပါတယ်။မက်ပုံတင်လျှောက်ထားရမှာမက်ပုံတင်ဒါမှမဟုတ်အိမ်ထောင်စုစည်းရင်းနဲ့ထောက်ခံသူလိုအပ်ပြီးအသေးစိတ်ကိုတုံချိန်မျိုးနဲ့ရဲစခန်းမှာစုံစမ်းနိုင်တယ်လို့သိရပါတယ်။လောက်ကင်မျိုးဟာ MNDAA ထိန်းချုပ်မှုအောက်မှာပြန်လည်စီကားလာပြီးစစ်ပွဲအတွင်းပျက်စီးမှုတွေရှိခဲ့ပေမဲ့ အထုဒေတာစစ်ရဲအုပ်ချုပ်မှုကော်မတီရဲ့လမ်းညွှန်ချက်နဲ့ပြန်လည်ထူထောင်ရဲ့လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။ MDAA ဟာလောက်ကိုက်မှာလုပ်ငန်းလိုင်စင်မော်တော်ယာဉ်နံပါတ်ပြားနဲ့ရေမောင်းလိုင်စင်တွေရှောက်ထားဖို့မေလတည်းထုတ်ပြန်ခဲ့ပါတယ်။ဝါပြည်သွေးစည်ညီညွတ်ရေးတပ်မတော် UWSA ရဲ့မှတ်ပုံတင်တဲ့လင်ချမ်းမြို့ထိသွာလာနိုင်ပေမဲ့၁၀၂၀ကွန်စစ်စရဲအတွင်း MDAA တင်ပိုက်ခဲ့တဲ့ဟိုပန်နဲ့ပန်လုံမြို့ကနေမှတ်ပုံတင်တဲ့တရုတ်နိုင်ငံထဲကိုဝင်ခွင့်မရှိဘူးလို့သိရပါတယ်။ တဆယ်၂၀ကောင်စစ်စင်ရဲ့အပိုင်း၁မှာ MNDAA ဟာချင်းချွေဟော်လောက်ကိုင်းကျူကုတ်ပန်ဆိုင်မွန်ကိုကုံချံမြို့တွေကိုတင်ပိုက်ခဲ့ပြီးအပိုင်း၂မှာတော့တိန်နီနဲ့လာချိုမြို့ကိုထက်မဲ့တင်ပိုက်ကအထူးဒေသတည်အုပ်ချုပ်မှုအောက်မှာထက်သွင်းအုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်အစိုးရရဲ့ညှိနှိုင်းမှုနဲ့လာချိုမြို့ကိုစစ်ကောင်စီထံပြန်လွှဲပေးခဲ့ရပြီး တိန်နီမြို့ကိုလည်းပြန်လွှဲပြောင်းရမယ့်သတင်းတွေထွက်ပေါ်နေပေမဲ့ MNDAA နဲ့စစ်ကောင်စီနှစ်ဖက်လုံးကတရားဝင်အတည်ပြုတာမရှိပါဘူးခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့တောင်ငူခရိုင်ဖြူမြို့နယ်ဇေယျဝတီမြို့ဘူရာယုံမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုဂျွန်လာ25ရက်မနေ့တနားီခွဲဝင်းကျင်အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား3ယောက်ထိခိုက်ဒဏ်ရာတွေရသွားပြီး MA1 တနက်အမျိုးအစားတစ်လက်ကြီပေါက်3ခုနဲ့ ကြည်စံတချို့တင်စီရရှိခဲ့တယ်လို့ဖြူမျိုးနယ်ပကဖအဖွဲ့ကဂျွန်လ25ရက်နေ့မှာထုတ်ပြန်ပါတယ်တိုက်ခိုက်မှုအတွင်းမှာထိခိုက်ဒဏ်ရာတွေရသွားတဲ့စစ်ကောင်စီတပ်သား3ယောက်နဲ့တခြားစစ်ကောင်စီတပ်သားတွေဟာဘူဒါယုံအတွင်းကထွက်ပြေးသွားကြကြောင်းဖြူပကဖကပြောပါတယ် အဲ့ဒီနောက်တော်လန်ရဲတပ်ဖွဲ့ဝင်တွေဘူဒါယုံအတွင်းဝင်ရောက်ရှင်းလင်းရာမှာဝန်တန်းလိုင်းခန့်တွေမှာစစ်ကောင်စီတပ်သားတွေနေထိုင်တာရှိမရှိကိုစစ်ဆေးနိုင်ခဲ့ပြီးမိရထဝန်တန်းတယောက်ကိုတွေ့ရှိရာအလင်းဝင်ဖို့ပြောကြားခဲ့ပြီးနောက်ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါဗျ။ဇယဝတီဘူဒါယုံအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်နေချိန်အတွင်း ဖြူမြို့နယ်တရားရုံးရှိရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာကင်းပတ်သွားလာနေတဲ့စစ်ကောင်စီကားတွေကိုတိုက်ခိုက်တာဇေယဝတီတရားဆက်မှာကင်းပုံချထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်တာနဲ့ဖြူပကဖဒရုံးအဖွဲ့ကလည်းဇေယဝတီရဲစခန်းကိုဘုံတိချတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ဖြူမြို့နယ်ပကဖကဆိုပါတယ်ဒါအပြင်ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကလည်း ဖြူမြို့နယ်အုတ်ဖြက်မုံလန်းပေါ်မှာရှိတဲ့ဝဲကြီးအောက်ခုံကျေးရွာမှာကင်းပတ်သွာလာနေတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးသွားတယ်လို့လည်းဖြူမြို့နယ်ပကဖအဖွဲ့စီကသိရပါပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ပဲခူးတိုင်းညောင်လေးပင်ကြောက်တကားဖြူမြို့နယ်အတွင်းရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်၉ခုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရဲ့နေမြေနှစ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်တွေကဂျွန်လ25ရက်နေ့မနေ့အစောပိုင်းမှာတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ထက်မနည်းသေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ရဲအုပ်တယောက်အပါအဝင်73ပန်း3ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။ဒါအပြင်လက်နက်ကြီးလက်နက်ငယ်16လက်နက်ခေရန်တွေစစ်သုံးပစ္စည်းတွေကိုတင်းစီရရှိခဲ့တယ်လို့လည်းသိရပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ရဲဘော်တယောက်ကြာဆုံးခဲ့ပြီး2ယောက်ဒဏ်ရာရတော့ပါတယ်။ဒီတိုက်ခိုက်မှုကို PDF စစ်စင်ရဲ့နေမြင့်နှစ်တိုင်းစစ်ဌာနဘကိုဖြူဟာ24ငကနီစစ်ကြောင်းအာနာဝကတက်ရင် အမှတ်3933တက်ရင်ဖြူပကဖ ပြူဟာ25အမှတ်3ခွန်3ညနှစ်တက်ရင် Spring Warri Colon KNL တက်ရင်9ပြူဟာ26တော်ဝင်ဒေါန်းတက်ရင်တောကြီးကန်တက်ရင်တို့ကပူပေါင်းဆောင်ရွက်ခဲ့တာလို့သိရပါတယ်။ပဲခူးတိုင်းအတွင်းမှာစစ်စင်ရေးတွေကို PDF တိုင်းစစ်ဌာနပဲခူးကတိုးမြင့်ဆောင်ရွက်နေပြီးပြည်သူတွေကိုပူပေါင်းပါဝင်ဖို့မေတ္တာရက်ခံထားပါတယ်ခင်ဗျာ။နိုင်ငံတကာသတင်းတပုတ်ကိုဆက်ပြီးတင်ဆက်ပေးကြပါမယ်။ ယူကရိန်းသမ္မတဇေလန်စကီလှုပ်ကြံခံရလို့နှိပါဖြစ်ရတွေကြုံခဲ့ရတယ်လို့သိရပါတယ်။ဒီအကြောင်းအပြည့်အစုံကိုကိုဆိုင်ခန့်ကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးဟာဆိုဗီယက်ခေတ်စစ်မှုထမ်းဟောင်းပိုလန်လူမျိုးပင်စင်စားတို့ရဲ့လောက်ကျန်တပ်ဖြတ်မှု ခံရလူနီးပါးကြုံခဲ့ရကြောင်းယူကရိန်းလုံခြုံရေးဌာန SSU အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဗာစီမာယက်ကယူကရိန်းမီဒီယာနဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တယ်လို့ New Weeks ကဖော်ပြခဲ့ပါတယ်။ ရုရှားကပိုလန်နိုင်ငံလေစိတ်မှာဇယ်လန်စကီကို FPV ဒရုန်းဒါမှမဟုတ်စနိုက်ပါရိုင်ဖယ်နဲ့လှုပ်ကြံဖို့ပိုလန်နိုင်ငံသားကိုခိုင်းစေခဲ့တာပါဒါပေမဲ့ SSU နဲ့ပိုလန်ပြည်တွင်းလုံခြုံရေးအဖွဲ့ရဲ့ပူးပေါင်းတားဆီးနိုင်ခဲ့မှုကြောင့်လှုပ်ကြံမှုတော့အထမမြောက်ခဲ့ပါဘူး။ဒါဟာဇယ်လန်စကီထွက်ပထမဆုံးအချိန်လှုပ်ကြံခံရတာတော့မဟုတ်ပါဘူး။2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကယူကရိန်းကိုကျူးကျော်ပြီးကြတဲ့ကဇယ်လန်စကီဟာအချိန်ချင်းပြစ်မှတ်ထားခံခဲ့ရပါတယ်။ ဇယ်လန်စကီကအဲ့ဒီဖြစ်ရမျိုးကိုအကျဉ်းရေမှတ်မိနိုင်လောက်အောင်ကြုံခဲ့ရတယ်လို့2023ခုနှစ်ကဝန်ခံခဲ့ပါတယ်။ဆယ်လန်စကီကိုလှုပ်ကြံဖို့နောက်ထပ်ကြိုးပမ်းမှုတစ်ခုဟာ2024ခုနှစ်မေလကဖြစ်ပွားခဲ့တာဖြစ်ပြီးပြည်တွင်းလုံခြုံရေးဌာနကယူကရိန်းဗိုလ်မှူးကြီးနှုတ်ကရုရှားကိုတရင်ပေးကဆယ်လန်စကီနဲ့တခြားထိပ်တန်းအရာရှိတွေကိုတတ်ဖို့စီစဉ်နေကြတာလို့ New Weeks ကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကအလွန်အရေးကြီးတဲ့စစ်ဆေးရေးတစ်ခုရှိခဲ့တယ်။ ယူကရိန်းလုံခြုံရေးဌာန SSU ဟာနိုင်ငံတော်လုံခြုံရေးဒုံးကျည်တွေကယူကရိန်းကို ပြန်လည်တိုက်ခိုက်လာချိန်မှာလုံခြံခံခဲ့ရတဲ့ဒုံးကျည်တွေကယူကရိန်းကိုပြန်လည်တိုက်ခိုက်လာချိန်မှာလုံခြံခံခဲ့ရတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်တယ်လို့ New Weeks ကဖော်ပြထားပါတယ်ခင်ဗျာထိုက်တန်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစဉ်တဲ့စားအုပ်စီစဉ်တွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုမီဇီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးပါပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ1100ကျပ်ပြင်ပပေါင်စေ4600ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1641.5နှစ်ကျပ်ပြင်ပပေါက်စေ3638ကျပ် ဥရောပဒေယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2435တသမ48ချက်ပြင်ပပေါက်စေ9334ချက်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64တသမ19ချက်ပြင်ပပေါက်စေ142တသမ5ချက်မလေးရှားတဝင်းကကိုစစ်ကောင်စီတပ်မတ်စေ495တပ်မ92ချက်ပြင်ပပေါက်စေ1094ချက် ပေါ့ဈေးရှိပါတယ်။ဘောပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်သဲအသင်းသတ်မှတ်စေ58သိန်း9000ကျပ်ပြင်ပပေါ့ဈေး80သိန်း 4000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ55သိန်း21885ကျပ်ပြင်ပပေါ့စေ85သိန်း9000ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်လီတာကို2500ကျပ်ပရီမီယံဒီဇယ်လီတာကို3100ကျပ်အော်ဒီနရီဒီလီတာကို2960ကျပ် အော်ဒိတ်95ဒီလီတာကို3030ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအောင်စီဈေးနှုန်းတွေကတော့စားအောင်စီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6080ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတင်ဆက်ပေးခဲ့တာပါဓမ္မစီမပရိုင်တာအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေသည့်ည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါလိမ့်မယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။